ကဲစမယ်ဒီပွဲမှာနည်းနည်းလေးထိုးသင့်နေတယ်လို့ဟုတ်ဒီမှာနှစ်ပြိတ်နော်နှစ်ပြိတ်ကနေအကို10နှစ်သွားလိုက်နှစ်၄၆၈10နှစ်သွားလိုက်နှစ်ပြိတ်ပဲနော်အဲ့ဒီနှစ်ပြိတ်ကနေအကို10နှစ်၄၆၈10နှစ်သွားနှစ်ပြိတ်ပဲ အဲ့ဒီနှစ်ပရိတ်ကနေကျွန်တော်တို့အပေါ်တပွဲကျော်တက်ပြီးတော့ကျွန်တော်တို့၁၀နှစ်သွားလိုက်လို့ရှင်နော်သူကခွန်နောက်ပိတ်ရိုက်တာနှစ်ပါပါခွန်နောက်ပိတ်လို့ရိုက်တယ်နော်အဲ့ဒီနှစ်ပရိတ်ကလည်းသူ့အပေါ်တပင်ကျော်တက်တန်းတန်းလာနော်ကျွန်တော်တို့နှစ်ပါပါခွန်နောက်ပိတ်တခါဒီနှစ်ပရိတ်အပေါ်တပင်ကျော်တက်တန်းတန်းလာဒါဆိုနှစ်ပါပါခွန်နောက်ပိတ်လို့ရိုက်တယ်နော်အဲ့ဒီနှစ်ခွန်နှစ်ခွန်နေဖြစ်ပြီးတော့သူ့ရဲ့ဘေးမှာ ပရိငားလို့ထွက်နော်တခါသူ့ရဲ့ဘေးမှာပရိငားလို့သူထွက်တယ်တခါသူ့ရဲ့ဘေးမှာပရိငားလို့သူထွက်တယ်နော်အဲ့အဲ့ငားပရိတ်တွေကသူကနေပြီးတော့ကျွန်တော်တို့အဲ့ဒီငားပရိတ်တွေကသူကနေပြီးတော့1 2 3 4 5 6ပေါ့နော်ကျွန်တော်တို့1 4 6နဲ့မြောက်ကိုသွားထွက်တယ်နော်ဒီငားပရိတ်တွေ6နဲ့မြောက်ကျွန်တော်တို့သွားထွက်မယ် ဒါဆိုရင်ဒီမှာနှစ်ရိုက်ပြီးနှစ်ပါပါခွန်နောက်ပိတ်ပြီးသူ့ဘေးမှာငါးပရိတ်လို့ပုံသေးတဲ့ပြီတဲ့ရတဲ့ဒီကနန်းတွေသူကနေပြီးတော့ကျွန်တော်တို့နှစ်၄6နှစ်မြောက်တယ်ဘူးသူကသွားထွက်တယ်နော်960 960လို့သွားထွက်တယ်ဒါဆိုရင်အခုဒီမှာနှစ်ပရိတ်တယ်ခွန်နောက်ပိတ်တယ်သူ့ဘေးမှာငါးပရိတ်လို့ထွက်အဲ့ဒီငါးပရိတ်ဒီသူကနေနှစ်၄6ဆိုဒီနှစ်ထဲမှာထွက်ကပါနော်အဲ့ကျွန်တော်ဒီနှစ်ဒီပွဲကို၅ပရိတ် နည်းနည်းစိတ်ဝင်စားတယ်ပေါ့နော်ကျွန်တော်ကငါးပရိကြရမယ်ဆိုင်ရှိအဲ့တော့ကျွန်တော်တို့ဒီငါးပရိဒီလေးနှစ်ကျော်သူသွားပေါက်လိုက်တဲ့အချိန်မှာနောက်ထောင်သုံးလုံးငါးကပရိငါးလို့ရိုက်တဲ့ဇောင်းမှာသူထွက်တယ်နော်သုံးနှစ်သုံးတုံညဆိုတော့ငါအဲ့ဒီငါးဒီသူ့ဇောင်းမှာပရိငါးလို့ထွက်ပြီးမှအဲ့ငါးပရိဇောင်းမှာထွက်တယ် ဒါဆိုရင်ဒီခေါနောက်ပိတ်ပြီးမှထွက်ရတဲ့၅ပရိသည်ကြားထဲမှာ၄နှစ်ကျော်ပြီသူသွားထွက်တော့နောက်ထောင်၃လုံးက6ခွန်3ဆိုတော့6လို့ဖြစ်တယ်အဲ့ဒီ6ကိုပရိ6လို့သူထွက်တယ်သူဆောင်ပါအဲ့ဒီ6ပရိရဲ့ဆောင်ပါပါအဲ့ဒီခဏလာပေါက်တာနော်သူကဒီနေ့တော့ထူးဆန်းတယ်ဒါဆိုရင်အခုကျွန်တော်တို့ခေါနောက်ပိတ်ပြီးမှထွက်တဲ့၅ပရိခဏ6ခွန်3၄နှစ်ကျော်သွားထွက်ကြမယ် အဲ့တော့ဒီမှာနောက်တော့3လုံးက3နှစ်နှစ်ဆိုတော့ခွန်လို့ဖြစ်တယ်အဲ့ဒီခွန်ကြီးသူ့ဆောင်မှာ935ဆိုပြီးဗရိတ်ခွန်လို့ထွက်တယ်အဲ့ဒီခွန်ဗရိတ်ရဲ့ဆောင်မှာ99ခွန်ဆိုတဲ့ခဏထွက်တာပဲသူကဒီအချိန်မဲရှိတော့တယ်ခွန်ဗရိတ်ကနော်ခွန်ဗရိတ်ကကျွန်တော်အောက်မှာလိုက်ကြည့်တယ်အောက်မှာခွန်ဗရိတ်ကနော်9နှစ်6မှာရှိတယ်နော်9နှစ်6မှာခွန်ပရိတ်ဆိုတာရှိရဒါပေမဲ့သူကဒီမှာမခွန်ဘူးခွန်ကဘျောင်းမြန်ကြီးဖြစ်เนาะ အောက်ကိုရောက်နေတယ်အမမသူကဒီနောက်ထောင်သုံးလုံးခွန်သူ့ဆောင်းမှာဗရိတ်ခွန်ဒီဆောင်းလို့ထည့်ရပါဘောเนาะတကယ်လို့အဲ့လိုမှမဟုတ်ဘူးဆိုကျွန်တော်တို့ကဒီခွန်ဗရိတ်ရဲ့ဆောင်းဒီပွဲရောက်ရင်လည်းဒါကျွန်တော်တို့သတိတော်ထားရမှာပေါ့เนาะခွန်ဗရိတ်ဆောင်းဆိုဒီမှာတကွက်ဒီမှာတကွက်ပဲရှိတယ်အဲ့တော့ तू ကဒီ၅ဗရိတ်ခန်းနဲ့၄နှစ်ကျော်လိုက်ထွက်တယ်နောက်ထောင်သုံးလုံး၅ကြောင်ဗရိတ်၅လို့ထွက်တဲ့ဆောင်းမှာထွက်တာ၅ပြီးတော့အခုဒီ၅ဗရိတ်ခန်းနဲ့၄နှစ်ကျော်လိုက်ထွက်တယ် ထောင်သုံးလုံးက6လို့ဖြစ်တယ်သူ့ဆောင်းမှာပရိတ်6လို့ထွက်တယ်အဲ့ဆောင်းမှာပဲထွက်တယ်နော်ဒါဆိုရင်အခုဒီခွန်နောက်ဘိတ်ဘီက9ပရိတ်ခဏန်းဒီ၄နှစ်ကျော်ကိုသူလိုက်ထွက်မယ်သူလိုက်ထွက်တဲ့အချိန်မှာနောက်ထောင်သုံးလုံးက3နှစ်နှစ်ဆိုတော့ခွန်အဲ့ဒီခွန်ဒီသူ့ဆောင်းမှာ935ပရိတ်ခွန်ရိုက်ခဲ့လို့အဲ့ဒီဆောင်းမှာအဲ့ဒီခဏန်း99ခွန်ဆိုတဲ့ကောင်ဒီသူကထွက်လို့ရတယ်နော်အဲ့ဒီနေရာကိုကျွန်တော်တို့က99ခွန်လို့ကျွန်တော်အဲ့ဒီလိုတဲတဲခြင်းနဲ့ ဘာလို့တော့ဆိုကျွန်တော်အချိန်မှာဒီနေ့သေးကိုကိုးထိတ်နဲ့ပရိငါးဆိုတာလာဖို့ရှိတယ်ဥဒတိမလာသေးဘူးเนาะကျွန်တော်နှစ်ပိတ်မှာကျွန်တော်ငါးပရိလို့ရိုက်တယ်ထက်စီးထောင်လေးလုံးက6ခွန်3ဆိုတော့6 6ရဲ့တည့်ပေါင်း30ပေါ့เนาะဒီနှလုံး6နဲ့ဒီနှလုံး4နဲ့30เนาะအဲ့ဒီငါးရဲ့ပါဝါကိုထက်စီးထောင်လေးလုံး30လို့ရိုက်ပြီးသူ့ရဲ့နောက်နေမှာငါးပရိတိကိုးထိတ်စီနေကြတယ်ဒီမှာလဲ6 6ဆယ်လို့တော့သူထွက်တယ်เนาะဒါဆိုရင်ဒုတိယကဒီမှာကျွန်တော်တို့ငါးပရိလို့ ထွက်ပြီးအဲ့ငါးပရိတ်ဒီထိစီတောင်သုံးလုံးဒီနှလုံးသုံးနဲ့ဒီနှလုံးခွန်30လို့ပဲသူရိုက်တယ်။အဲ့ဒီ30ငါးပါဝါထိစီတောင်သုံးလုံး30လို့ရိုက်ပြီးတာနဲ့အဲ့ဒီ30ရဲ့ပါဝါငါးပရိတ်သူ့ရဲ့နောက်နှစ်မှာ6ထိစီနဲ့ပဲသူထွက်တယ်။6ထိစီပရိတ်ငါးမောင်းမင်းရှင်းရဟဲ့ဖယ်လိုက်အောင်ဤအောင်ပါ။အဲ့တော့အခုကျွန်တော်တို့ဒီမှာငါးပရိတ်နော်အဲ့ဒီ၅ပရိရဲ့ပါဝါကိုဒီနှလုံး၁၀ တက်စေနဲ့နော်ဘတုံရလို့ပဲသူရိုက်တော့ပါတယ်အဲ့ဒီဘေးမှာနောက်ဘေးလေးတော့တက်စေလို့ဖြစ်တယ်ဘေးကားကြောင့်နော်အဲ့ဒီဘေးမှာနောက်ဘေးလေးတော့တက်စေလို့ဖြစ်တယ်ဘေးကားကြောင့်နော်အဲ့ဒီမှာအားဘေးကြောင့်ဒီလေးတက်စေအဲ့တက်စေဖြစ်ပြီးအဲ့အားဘေးရသူ့နောက်နေမှာငါဘေးလို့စပေါ့ဦးရည်ကြီးနေပေါ့နော် တော့ဒီမှာလည်းငါးပရိတ်လို့စာပို့ရစီအခုကျွန်တော်တို့ငါးပရိတ်ကဒီမှာပေါ်ပေါ်သေးဘူးပြီးခဲ့တဲ့ဘက်ကျွန်တော်ကုတင်ငါးတွေထည့်ပေးလိုက်တော့ဘာ၆ပို့လဲလိုချင်တယ်လိုချင်တာလည်းတင်ငါးအတွက်နဲ့လိုချင်တာအဲ့လိုဖြစ်နေတော့ကဲကုငါးတွေတို့တိကုငါးတို့ကျွန်တော်ထားပြီးအဲ့ဒါတွေပေါ့အဲ့တော့ကုဒီဘက်မှာကျွန်တော်တို့ကပို့ရစီနဲ့ငါးဆိုရင်လက်ဆိုင်သလားဘူးခွန်နော်ဒါလေးတတိယပေါ့အဲ့သူဆိုင်ကတော့ဒီအကျိန်ကကျလို့မရတော့ဘူးလို့ဖြစ်တာ

နေ့ငါးနာဘိုက်ကလည်းကျွန်တော်တို့သုံးနေ့ကျော်သွားတဲ့ခါလာအဲ့ဒီနေ့ထင်ပါလေကျွန်တော်ခုနကပြောတော့သုံးပရိတ်ပြီခုနလေးပရိတ်အခုသုံးပရိတ်မှထွက်တဲ့နေ့ဒီရှေ့တနေ့ကျော်ပါရှေ့လျှောက်လေးဒီပြညာကြခဲ့လို့သူ့ပြေးရတာပတ်တယ်ဟုတ်ကဲ့ဒါကျွန်တော်တို့နေ့ပရိတ်ပြီမှထွက်မယ်တဲ့နေ့ဒီရှေ့တနေ့ကျော်ပါပြညာပြေးခဲ့လို့သူ့ပြေးရတာနေ့ပတ်ဆိုပြီးနေ့ကျော်နေမှာတဲ့အောင်နော် ခါအဲ့လိုင်းထဲမှာကျွန်တော်ကနှစ်ဦးတုန်းကကျွန်တော်ဖမ်းပေးခဲ့ဘူးဒီကွန်ဆောင်လေးကိုကျွန်တော်လုဖမ်းတာဘူးနှစ်ဦးတုန်းကအဲ့လိုင်းထဲမှာကွန်ဆောင်လေးလာကျွန်တော်အဲ့တော့ဝိုင်းပြီးခဲ့တဲ့ကနေနော်တို့ရှိရှိတို့ငါးဆောင်လေးတို့ဒါဒီဒါဒီဒါဒီဘောကျွန်တော်ပြီးခဲ့တယ်အများကြီးပဲဒီနှစ်တက်ကစပူရရကနန်ဒီညာကိုရွှေ့မယ်ဆိုပြီးဖမ်းခဲ့တယ်လိုင်းအဲ့တော့အဲ့ဒီမှာပြီးခဲ့တဲ့ဘက်ကဘာလို့ပြောလဲဆိုတော့အချိန်ရမမီ ောက်3ဆိုတဲ့ဒီ9တောက်ပရဲ့အရှိနှစ်နှစ်ကျော်လာတယ်တကွ6တောက်ဆိုတဲ့ကနေတူလာထွက်တာပန်36တောက်ထက်ဒီအငိမ်6ခါပါဗောနော်36ခွန်ခါတင်နောက်ပိတ်လို့ထွက်တယ်36ရှိတဲ့အငိမ်နဲ့ကနေ36ခွန်ဒီဘက်ခွန်ခါကခွန်နောက်ပိတ်ပဲအဲ့ဒီ36ခွန်ကတူ36ခွန်လာထွက်ပြီးတော့မှသူ့ရဲ့အောက်မှာရှေ့ထိုင်နေပါတယ်ငါလို့ငါပဲ အဲ့ container ပြင်ငါလုပ်ထည့်တယ် container ပြင်ငါတော့တက်ဆိုရင်အခုတော့ဒီငါတော့ဘိတ်ကနေပို့ပေါ်လိုက်တယ်ခုနက36ပြီးတော့3ခွန်နော်3ခွန်အတွဲနဲ့ခဏဒီဒီနေ့ငါတော့ဘိတ်ရဲ့ရှင်းနှစ်နှစ်ကျော်တဲ့ကနေရှင်းတဲ့အတိုင်းပဲကျက်3ခွန်အဲ့3နဲ့ ရှစ်တိတ်စီနဲ့ပင်ကားလို့ပြောတာ။နော်။အဲ့တော့ခုနကတော့လည်းဟောချောက်တွဲနေကနရရှိနေတာပါကနတာပေါ့တယ်။ခွန်ထိုင်နဲ့ပရိင်ကား။တတ်သုံးခွန်တွဲနေရှစ်ရှစ်နဲ့ကျွန်တော်ရည်ကြီးလာပါမယ်။နေ့၄၆ခွန်နဲ့နေ့ဒီကနကလည်းရှစ်ခွန်နဲ့နေ့မြောက်ပါကနနေ့၄၆ခွန်နဲ့နေ့36 င်ကျွန်တော်တို့ဒီနေရာမှာ388ဆိုတဲ့ခဏပတ်သွားတော့သူက38အတွက်เนาะ36တဲ့3ခွန်အတွက်38အတွက်နဲ့ရှိခွန်နဲ့မြောက်ကနေနှင်6ခွန်နဲ့မြောက်တဲ့38 88အတွက်အငိမ့်နဲ့ကနေရှိခါဒီရှင်းအောင်ပိနေပေါ့ဗျာဒါဟာ388 388ဆိုတ ိတ်တုံးရှင်းထွက်ပြီးသွားရောက်တယ်ကိုယ်ရှင်ကိုတင်ကိုယ်ရှင်နဲ့ကိုယ်ရှင်နဲ့ရင်းငါဆိုရင်အခုကပြောတယ်ကိုကိုခွန်ဆိုတယ်လည်းမဟုတ်ဘူးပထမအခုနဲ့ပြတဲ့ငါသဘောတမ်းမရှိဘူးဟုတ်ပါကြည့်ပြန်ပါအဲ့တော့တတတလိုက်တော့မြည်တဲ့ခဏတစ်ခွက်ပေါ့နော်ကိုကို 压力对压力就后方的比较，后方大批的嘛，就后方的比较，后方的比较比较行，压压嘛，那这个也讲目的嘛，好 <noise> 了。